ာစကားကာလဇရုထသတင်းပတ်ရဲ့စနေနေ့ရှင်ရောင်းအုံဂလိချံအခန်းကြီး14အခန်းငယ်9မှ14ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာသင်တို့သည်ငါ့ကိုတိကြပါလျင်ငါ၏ခမည်းတော်ကိုလည်းတိကြလိမ့်မည်ယခုမှစ၍သင်တို့သည်ငါ၏ခမည်းတော်ကိုတိကြ၍ ဖူးမြင်ကြရလေပြီဟုသူအားမိန်တော်မူ၏ဖိလိပ္ပုကလည်းသခင်ဖျားခမီးတော်ကိုတပည့်တော်တို့အားပြတော်မူပါလေတပည့်တော်တို့စိတ်ကျေနပ်ကြပါလေမြည်ဟုကိုရောအားလျှောက်လေ၏ယေရှုကသူအားမိန်တော်မူသည်မှာဖိလိပ္ပုငါသည်သင်တို့နှင့်အတူမြည်မြကြအောင်နေခဲ့ပါတော်လဲတင်းသည်ငါကိုမသိသလားငါကိုမြင်ရသောသူသည်ခမီးတော်ကိုလည်းဖူးမြင်ရ၏အဘယ်ကြောင့်တင်းသည်ခမီးတော်ကို ဒီပြည်တော်တို့အားပြပါဟုဆိုရသည်။ငါသည်ခမီးတော်၌တည်ရှိ၍ခမီးတော်သည်လည်းငါ၌တည်ရှိကြောင်းကိုသင်မယုံကြည်သလား။သင်တို့အားငါပြောသောစကားများကိုငါသည်ငါ၏အခွင့်အာဏာဖြင့်ပြောသည်မဟုတ်။ငါ၌တည်ရှိတော်မူသောခမီးတော်သည်မိမိအမှုတော်များကိုဆောင်ရွက်ခြင်းသာဖြစ်၏။ငါသည်ခမီးတော်၌တည်ရှိ၍ခမီးတော်သည်လည်းငါ၌တည်ရှိသည်ကိုယုံကြည်ကြလော့။ဤသို့မဟုတ်လျင်လည်း ငါပြုသောအမှုရာများကိုထောက်၍ငါကိုယုံကြည်ကြလော့တင်တို့ဟာငါဧကံအမှန်ဆိုသည်ကားငါကိုယုံကြည်သောသူသည်ငါပြုသောအမှုရာများကို ပြုလိမ့်မည်သူသည်ယင်းထက်ကြီးမြတ်သော အမှုရာများကိုလည်းပြုလိမ့်မည်အကြောင်းမူကားငါသည် ခမည်းတော်ထံသို့တော်မည်ဖြစ်သောကြောင့်ဤတားတော်အားဖြင့်ခမည်းတော်ဤဘုန်းတော်ထင်ရှားစေရန်ငါ၏နာမတော်၌တင်တို့တောင်းလျှောက်သည်များကိုငါပြုမည် သင်တို့သည်ငါ၏နာမကို အမိပြု၍တစုံတရာကို တောင်းလျှောက်လျင်ငါသည် ထိုရာကိုပြုမည်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မုံမြတ်သောဧဝံဂေလိပြားတော်ပေသည် In the name of Jesus ယေရှုနာမတော်၌မနေ့ကတော့သခင်သူတမန်တော်ရင်းနဲ့ခွဲခွာခါနေမှာ မာချခဲ့တာလေးရှိပါတယ်။ဂရီပေးခဲ့တာလေးရှိပါတယ်။ဂရီတီးခဲ့တဲ့ဆိုတဲ့အကြောင်းကိုလည်းပဲကျွန်တော်တို့ထောက်ရှုခဲ့ပြီးပြီဖြစ်ပါတယ်။ရှင်မြန်ထမြောက်ချင်းပါစကားအဖြစ်ပြက်ဒီအဖြစ်ဒီနေ့မှလည်းပဲသူလုတ်ခဲ့တဲ့အလုတ်ကိုဆက်ပြီးလုတ်ဖို့အတွက်တမန်တော်တွေကို မာချနေတာကိုတွေ့ရပါတယ်။တစ်ချက်ထူးတာက သူလုတ်ခဲ့တဲ့အလုတ်ကိုတမန်တော်တွေလုတ်တဲ့အခါမှာ ပို့ပြီးကောင်းတဲ့ အခြေအနေကိုရောက်လာမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်သူထက်တမန်တော်တွေကပဲပို့ပြီးစွန့်ဆောင်နိုင်သလားဆိုတဲ့အတွေးဝင်လာစရာတော့ရှိပါတယ်အသေးချာဖတ်ကြည့်မယ်ဆိုရင်ဒီလိုလှုပ်နိုင်ခြင်းဟာ သူကိုယ်တိုင်ပဲဆက်လက်ပြီးတော့ပါဝင်နေလို့ပဲဖြစ်ပါတယ်သူမရှိတော့ဘူးမှန်တယ်ရုပ်ခန္ဓာအားဖြင့်မမြင်နိုင်တော့ဘူးသို့သောဝိညာဉ်တော်၌ဆက်ရှိနေတော့မယ် ခမီးတော်ပေးတဲ့အလုပ်သူ့ရဲ့အလုပ်ဒီသူ့ရဲ့အလုပ်ကိုပဲတမန်တော်တွေကိုဆက်ပြီးလှုပ်ခိုင်းဈေးနေတာပဲဖြစ်ပါတယ်ဒီအလုပ်ကိုလှုပ်ခြင်းအဖြစ်သူကိုယ်တိုင်ပါခြင်းအဖြစ်တမန်တော်တွေလှုပ်ဆောင်ခြင်းဟာပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေကို ရောက်ရှိမယ်ပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုလုပ်နိုင်မယ်ဆိုပြီးကမှပြောထားခြင်းပဲဖြစ်ပါတယ် present in his absence သူမရှိတော့လည်းပဲရှိနေတော့မယ်လို့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။သူဟာတကယ်လည်းပဲရှိနေပါတယ်။ဘာဖြစ်လို့လဲဆိုရင်တမန်တော်တွေလှုပ်ခဲ့တဲ့သာသနာပြုတွေလှုပ်ခဲ့တဲ့အရာတမိုင်းတစ်လျှောက်ကျွန်တော်တို့တွေ့ရပါတယ်။တခေစုလှုပ်ဆောင်ခဲ့တဲ့အရာတွေကခမီးတော်ရဲ့ဘုံကုံတော်ကို တွေ့နိုင်တဲ့အရာတွေဖြစ်တယ်လို့တမန်တော်တွေလှုပ်ဆောင်တဲ့အရာတွေကလည်းပဲခမီးတော်ရဲ့ဘုံကုံတော်ပို့ပြီးကမှမြင်နိုင်တဲ့ လောကကနေမြင်တွေ့ရမယ့်အရာတွေလည်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အမှုတော်ဆောင်တွေ သာသနာပြုတွေသူ့ရဲ့နောက်လိုက်တွေအထူးသတိထားမယ့်တစ်ချက်ကတော့ရှိပါတယ်။အောင်မြင်ခြင်းဟာသူတို့ကြောင့်မဟုတ်ပါဘူး။သူတို့တတ်စမ်းနိုင်လို့ဆက်ကပ်လို့သူတို့တော်လို့တက်လို့မဟုတ်ပဲသူ့ရဲ့နာမတော်ကြောင့်သာလေအောင်မြင်ခြင်းဖြစ်ပါတယ်။ သူဟာ အောင်မြင်ခြင်းအလုံးရဲ့အရင်မြင်ဖြစ်ပါတယ်သူရဲ့နာမတော်၌ပြုလို့ဆောင်ရွက်သည်များအရာအလုံးဟာအောင်မြင်မှာပဲဖြစ်ပါတယ်ဒါကြောင့်သူရဲ့နာမတော်၌အကုန်လုံးကိုလှုပ်ကြပါစို့တွေးတော်ကြံစီပြုမှုလှုပ်ကိုင်ဆောင်ရွက်သည်များအရာအလုံးကိုသူ၏နာမတော်၌ပဲလှုပ်ကြဖို့တိုက်တွန်းကြပါစို့ကိုကိုတိုင်းတွေကလည်းပဲဒီအရာအလုံးကိုသူရဲ့နာမတော်၌ပြုမှုဆောင်ရွက်ဖို့ အစင်ကိုကိုကို အမြဲတမ်းပဲတတိပေးကြပါစို့တခင်စုနမတော်၌ဖျားသခင်ဘုန်းတော်ကုံတော်လူအလုံးကျွန်တော်တို့အလုအားဖြင့်မြင်တွေ့ကြရပါစေတော့